အားလုံးပဲမင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနဤထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ NLD အစိုးရကဒီမိုကရေစီစနစ်ကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့မှုကိုစစ်တပ်ကပြန်လည်တိဆောက်ပေးနေဟုအကြံဖတ်စော်မင်းထွန်းပြောပြနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရကဒီမိုကရေစီစနစ်ကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့မှုကိုစစ်တပ်ကပြန်လည်တိဆောက်ပေးနေကြောင်းအကြံဖတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူအကြံဖတ်စော်မင်းထွန်းကပြောဆိုပြန်ပါတယ်။ ယနေ့စစ်တပ်လက်ကင်တို့ဘွာရာဖြန့်သတင်းစာများမှတက်စင်အကြံဖတ်စော်မင်းထွန်းကထိုကဲ့သို့ပြောဆိုလာခြင်းဖြစ်ပါတယ်။ NLD အစိုးရနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က2020ရွေးကောက်ပွဲကျင်းပခဲ့တော့လေမဲပေးပိုင်ခွင့်ရှိသူဟာ38တန်းခန့်ရှိနေသည့်အနက်မဲမတမာမှုဖြစ်နိုင်သောအရေးအတွက်10တသမ4တန်းခန့်ရှိကြောင်းအဆိုပါကိစ္စကိုဖြေရှင်းပေးရန်အကြိမ်ကြိမ်တောင်းဆိုခဲ့တော့လေလွတ်တော်ခေါ်ယူ၍အစိုးရဖွဲ့ရန်အတင်းအဓမ္မဆောင်ရွက်ခဲ့သည့်အတွက်စစ်တပ်ကအာဏာသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုပါတယ်။ မင်းမတမာမှုဖြစ်ခဲ့တာကိုတရားနည်းလက်တကျဖြေရှင်းမပေးဘဲနိုင်ငံတော်အာဏာကိုအတမဏီနဲ့ရယူဖို့ကြိုးစားခဲ့တဲ့ NLD အစိုးရနဲ့သူတို့ဖွဲ့စည်းပေးထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကသာပြည်သူလူထုတရက်လုံးနဲ့နိုင်ငံတော်ရဲ့စစ်မှန်စည်းကမ်းပြေဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ရှောက်လန်းမှုကိုကြီးရွယ်ချက်ရှိရှိဖျက်ဆီးခဲ့ခြင်းသာဖြစ်ပါတယ်။ပြည်သူတွေလိုလားတောင်းတခဲ့တဲ့ဒီလိုဖျက်ဆီးခံရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကဒီစနစ်ချစွာပြန်လည်တည်ဆောက်ပေးနေခြင်းဖြစ်ပါတယ်ဟုအကြံဖတ်စော်မေထွန်းကပြောဆိုပါတယ်။ လက်ရှိတွင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ခွဲပြားခြားနားသောနိုင်ငံတကာတုံ့ပြန်မှုများရှိနေတော်လဲမိဖက်နိုင်ငံများကအသိမှတ်ပြုထားကြောင်း၎င်းကဆက်လက်ပြောဆိုပါရယ်မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကပဲဖန်တီးပိုင်ခွင့်ရှိပါရယ်မြန်မာအရေးကိုရွေးကောက်ပွဲမေးပေးတဲ့ကျွန်တော်တို့နိုင်ငံသားတွေကပဲအသိမှတ်ပြုဆုံးဖြတ်ရပါမယ်ဒါဆိုရင်လုံလောက်နေပြီဖြစ်ပါတယ်ဟုအကြံဖတ်စော်မင်းထွန်းကပြောဆိုပါရယ်မြန်မာနိုင်ငံ၏ရွေးကောက်ပွဲအပေါ်ခွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုများရှိနေတော်လေမိဖက်နိုင်ငံများ၏ထောက်ခံမှုများကတော့အခိုင်အမာရရှိထားပြီးဖြစ်ကြောင်း မေမတမမှုများမရှိစေရန်ခင်မီနီးပညာသုံး MEVM စက်များကိုလည်းအသုံးပြုထားကြောင်းထို့ကြောင့်ရွေးကောက်ပွဲမှာထွက်ပေါ်လာသည့်လွှတ်တော်ကဂုံတိတ်ခရှိသည့်လွှတ်တော်တရအဖြစ်ကဘာကိုချပြနိုင်မည်ဖြစ်ကြောင်းဇော်မင်းထွန်းကပြောဆိုသွားပါတယ်။ဆက်လက်ပြီးမုံရွာမှာပေါ်တာဆွဲမှုပိုဆိုးလာပြီးတရက်ထဲလူငယ်30ကျော်ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရမြို့ပေါ်မှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုပုံမှုဆိုးရွားလာပြီးနိုဝင်ဘာ10ရက်ကတည်းကလူငယ်30ကျော်ဖမ်းဆီးခံလိုက်ရကြောင်းမြို့ကန်တွေကပြောပါရယ် နေ့ကနိုဝင်ဘာ10ရက်ကမုံရွာမြို့ပေါ်မှာစစ်ကောင်စီတပ်ကအင်စီကားတွေနဲ့ပေါ်တာလိုက်ဆွဲခဲ့ရာညပိုင်းမှာတော့ဆက်မှုဆောင်ကနေအလုပ်ပြန်လာတဲ့အလုပ်သမား10ဦးတက်မနေပေါ်တာဆွဲဖမ်းဆီးခံလိုက်ရကြောင်းဒေသခံတွေကပြောပါတယ်။ကားတွေနဲ့ပိတ်ရပ်ပြီးဖမ်းတာ3ရက်လောက်ရှိပြီးတော်တော်ဆိုးတယ်ရရက်ဆက်ဆက်ကိုဆွဲတာညတွေအထိကိုဆွဲတာလို့မုံရွာမြို့ကန်တပ်ဦးကပြောပါတယ်။အလားတူနေ့လယ်ပိုင်းကလည်းမုံရွာမြို့တမစိတ်တလမ်းဘက်မှာစိုက်တွင်းနဲ့လာတဲ့တာဖတ်သုံးဦးစလုံးအားစေအုပ်စုကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံများကပြောပါတယ်။ တားဖတ်သုံးယောက်ဘေးတွင်းနဲ့လာတာဘိုးတော်ကြီးဆိုအသက်ကြီးပြီးသုံးယောက်လုံးဖမ်းသွားတယ်လို့အခြားမုံရွာမျိုးကန်တအူကပြောပါတယ်တမျိုးလုံးကိုမနက်ကနေညတိပေါ်တာပတ်ဆွဲနေတာကြောင့်မနေ့ကတရက်ထဲ30ကျော်ဖန်းစီခံရပြီးအရေးအတွက်တိထက်ပိုများနိုင်ကြောင်းမြို့ကန်တွေကပြောပါတယ်။ဒီနေ့မနက်လေစစ်ကြောင်းထိုးနေတဲ့တာစီလမ်းဘက်မှာစစ်အုပ်စုကစိုက်တွဲသမားတွေကိုဖမ်းဆီးနေတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့သတင်းကြွတဆောင်းနိုင်ကာလမှာမုံရွာမျိုးမှာလေပျော်ပွဲရှင်ပွဲတွေလုပ်ပေးပြီးပွဲတော်အပြန်လူငယ်တွေကိုပေါ်တာဆွဲခဲ့ပါသေးတယ်။ ။ကြာပြင်ယခုနိုဝင်ဘာလအတွင်းမှာလည်းဈေးရောင်းပွဲတော်နဲ့စတိတ်ရှိုးပွဲတွေကိုပြုလုပ်ပေးပြီးပေါ်တာဆွဲဖို့အစီအစဉ်နေကြောင်းသတင်းရရှိပါရယ်။စတိတ်ရွေးကောက်ပွဲထောက်ခံရေးဘွားသားဖြန့်လှုပ်ရှားမှုများတွင် PTU အိနာကျော်စင်လူမင်းအပါဝင်နယ်မဲကျော်အမှုပညာရှင်များကိုစတင်ဖိအားပေးပါဝင်ခိုင်းမင်းသမီးဖွဲ့ဖွဲ့ကိုစစ်တပ်ကခေါ်ယူမိမြန်းနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အကြံဖတ်စစ်တပ်ရဲ့ရွေးကောက်ပွဲထောက်ခံရေးဘွားသားဖြန့်လှုပ်ရှားမှုများတွင် PTU အိနာကျော်စင် လူမင်းအပါဝင်နမေကျော်အမှုပညာရှင်များကိုစတင်ဖိအားပေးပါဝင်ခိုင်းနေပြီဖြစ်ကြောင်းအမှုပညာအတိုင်းဝိုင်းကပြောဆိုပါရယ်အော်တိုဘာလ30ရက်နေ့အချမ်းဖတ်စစ်တပ်လက်အောက်ခံပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှညွန့်ချုပ်အေးကျွေကရန်ကုန်မြို့ရှိရုပ်ရှင်လုပ်ငန်းရုံးတွင်ရုပ်ရှင်အတိုင်းဝိုင်းကိုခေါ်ယူတွေ့ဆုံပြီးလာမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ကပြုလုပ်မယ့်ဝါဒဖြန့်အလိမ့်ညာအစည်းအရုံးများတွင်ပါဝင်သရုပ်ဆောင်ရမည်ဖြစ်ကြောင်းလုံငင်းဖြင့်ပြန်လည်လွမြောက်လာသောအမှုပညာရှင်သရုပ်ဆောင်များပါမကျန်ပါဝင်ရမည်ဖြစ်ကြောင်း ဧကရွေညင်းဆန်လျင်အထက်အမင်းအရာအေးယူမည်ဟု PRP ပြောဆိုခဲ့ပြီးနောက်ရင်းကဲ့သို့စစ်တပ်ဘွာရဖြတ်လှုပ်ရှားမှုများတွင်ပါဝင်လာရခြင်းဖြစ်ကြောင်းသိရပါသည်စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲမဲပေးဖို့ထောက်ခံဖို့အတွက်ပြည်တွင်းအမှုပညာရှင်တွေ PRP လာခြင်းအပေါ်တချို့အမှုပညာရှင်တွေပါဝင်ရိုက်ကူးမှုတွေဖြစ်လာတယ် PTU အိနာကျော်စင်လူမင်းအပါဝင်တရုတ်ဆောင်တွေအမှုပညာရှင်တွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရိုက်ကူးဖိတ်ကြရတယ် အဲ့ဒါအပြင်ဂျာရိုက်တာမီးပွားဝိုင်းအော်ရတာနဲ့ဝင်းလွင်ထက်တို့ကရိုက်ကူးပေးနေရတယ်။လူမင်းကတရုတ်ဆောင်အနေနဲ့ရိုက်ပေးတာမဟုတ်ပဲဂျာရိုက်တာအနေနဲ့လုပ်ပေးမယ်ဆိုပြီးရှူတင်ကိုရောက်လာပေမဲ့ရှူတင်ကနေထွက်သွားတယ်လို့သိရတယ်ဟုသတင်းဌာနကပြောဆိုပါတယ်။တရုတ်ဆောင်မင်းသမီးဖွဲ့ဖွဲ့မှမူစစ်တပ်၏ဘွာရားဖြန့်လှုပ်ရှားမှုတွင်ပါဝင်ရန်ဆင့်ခေါ်မှုကိုမလာရောက်သဖြင့်ပြင်းဥလွင်တွင်စကားရိုက်ကူးနေစဉ်ခေါ်ယူမင်းမြန်ခံခဲ့ရကြောင်းတို့ရတွင်ဖန်စီခြင်းမရှိဘဲ ဟွာရဖြန့်လှူရှာမှုတွင်ပါဝင်ပါမည်ဆိုသောခံဝင်ချက်ဖြင့်ပြန်လည်လွတ်ပေးလိုက်ကြောင်းသိရပါသည်။ပြင်းဦးလွယ်မှာရိုက်ကူးရေးလုပ်ရင်ခေါ်စစ်ခံရတာဖမ်းတာတော့မဟုတ်ဘူးစစ်တပ်ကခေါ်တာမရိုက်ပြီလို့ခေါ်မိတာအခုတော့မင်းမျိုးမှာဇက်ကားရိုက်နေတယ်ဟုအမှုပညာရှင်အတိုင်းဝိုင်းကပြောဆိုပါရယ်အခြားတစ်ဖက်တွင်လည်းတရုတ်ဆောင်ဗော်ဒီမင်းသားအလင်းရောင်ကိုလည်းစစ်တပ်ကခေါ်ယူမေးမြန်းမှုများရှိနေတယ်ဆိုသောသတင်းများလည်းထွက်ပေါ်လျက်ရှိပါရယ် အကျန်းဖတ်စစ်တဲ့အလိညာဝါရဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်သောခေတ္တမိုင်းကိုဒုံဆိုင်မိသူများဇလန်နှင့်တရုတ်ဆောင်များကိုပြည်သူများကဝိုင်းဝန်းဆန့်ကျင်တပိတ်မှောက်မှုအရှိန်တက်လာချိန်တွင်စစ်တပ်ကအခြားသောအမှုပညာရှင်များနှင့်တရုတ်ဆောင်များကိုပါဖိအားပေးလာခြင်းဖြစ်ပါသည်။ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများရွေးကောက်ပွဲဆိုင်ရာအလိညာဝါရဖြတ်ဇလန်ကိုလူမှုကွန်ရက်မှတက်ဆင်ဝေဖန်သည်ဟုဆိုကဒါရိုက်တာမိုက်တီခတန်ထွန်းစောဇပ်ပုတ်တရုတ်ဆောင်ကျော်ဝင်းထွတ်ခကျော်မင်းထွန်းနှင့်ဟာတာတရုတ်ဆောင်အုံနိုင်ခစောမြင့် ဒိုက်တာအောင်ချမ်းလူရုပ်ရှင်ဒါရိုက်တာတက်လွင်ခစပူထွန်းတက်လွင်တို့ကိုစစ်တပ်ကဖမ်းဆီးထားပြီးရွေးကောက်ပွဲနောက်ဆက်သူများဥပဒေဖြင့်အမှုဖွင့်ထားကြောင်းသိရပါတယ်။ရှင်းပြင်းအမှုပညာရှင်များနှင့်သရုပ်ဆောင်များအစိုးရများကိုစစ်တပ်ထံသို့ကြိုတင်အကြောင်းကြားခြင်းနှင့်ခွင့်ပြုချက်မယူဘဲပြည်ပသို့ထွက်ခွာခွင့်မပြုတော့ကြောင်းပြည်ပထွက်ခွာမည်ဆိုလျင်ခွင့်ပြုချက်ရယူရမည်အပြင် ပြန်လာရန်ကိုလည်းဂရိခံဝင်ချက်ထိုးရမည်ဖြစ်ကြောင်းအကယ်၍ခွင့်ပြုချက်မရှိဘဲဒီပါထွက်ခွာရန်စ조사ပါကလေစိမ့်မှလှည့်ပြန်ခိုင်းမည်ဖြစ်ကြောင်းလက်ရှိတွင်လေစိမ့်မှလှည့်ပြန်ရသောအမှုပညာရှင်များရှိနေကြောင်းစစ်လော်ဘီအစိုးရယုံလေး၏လူမှုကွန်ရက်တွင်ပေါ်ပြချက်နှင့်ပြည်တွင်းထွက်ရန်ညှင်းဆိုခံရသောအမှုပညာရှင်တချို့ထံမှသိရပါသည်။ဆက်လက်ပြီးကာမမျိုးရေနသားရဲစခန်းတွင်တိုက်ပွဲများဖြစ်ပွားနေပြီးစစ်ရေးတင်းမှနေ၍တရက်ကံမလမ်းပိုင်းကိုပြည်သူများအုံမပြုရန်တတိပေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။ မကွေးတိုင်းကာမမြို့ရေနသာရေစက်ကန်းတွင်တိုက်ပွဲများဖြစ်ပွားနေပြီးစစ်ရေးတင်းမာနေ၍တရက်ကာမလမ်းပိုင်းကိုပြည်သူများအသုံးမပြုရန်တတိပေးလိုကြောင်းတရက်ခရိုင်အမှတ်လေးတရင်သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုမြတ်ကသတင်းဌာနကိုပြောကြားပါရယ်နိုဝင်ဘာလပိုင်းမှစတင်ပြီးကာမမျိုးရေနသာရေစခန်းတွင်အကြမ်းဖက်စစ်တပ်နှင့်တော်လန်ရေးတပ်ဖွဲ့များတိုက်ပွဲများဖြစ်ပွားနေပြီးအကြမ်းဖက်စစ်တပ်ဘက်ကလည်းအင်အားအများပြားဖြစ်တင်းလာသောကြောင့်တရက်ကာမလမ်းပိုင်းတွင်စစ်ရေးတင်းမာနေခြင်းဖြစ်ကြောင်းသိရပါသည် ထို့သောစီရေးတင်းမာနေသောကြောင့်အကြံဖက်စစ်တပ်ကပြည်သူများနေထိုင်သောကြီးပါများကိုလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်နေ၍ထိခိုက်ဒဏ်ရာရရှိသောပြည်သူများလည်းရှိကြောင်းသိရပါသည်။ကျွန်တော်တို့ကတရက်ကမှလမ်းပိုင်းပေါ်အဲ့ဒီလမ်းပိုင်းကိုစီရေးအရဆုံးမနိုင်ဖို့ကြိုးစားနေတာပေါ့။ကြိုးစားနေတဲ့အခါကျွန်တော်တို့အိမ်မှာရင်းနှီးသားရဲစခန်းပေါ့။ကျွန်တော်တို့ဒီကြိမ်တိုက်ခိုက်ပြီးမိရှုခဲ့တဲ့ရဲစခန်းပေါ်အဲ့မှာသူတို့အနေနဲ့ပြန်လဲပြင်ဆင်ပြီးတော့စခန်းချတာတွေရှိတယ်လေအဲ့လမ်းပိုင်းမှာအရေးပါတဲ့ရင်းနှီးသားရဲစခန်းကိုကျွန်တော်တို့တိုက်ခိုက်တာရှိတယ် အဲ့အတွက်ခရီးသွားပြည်သူတွေဒေသခံပြည်သူတွေအဒီလန်ပိုင်းကိုအသုံးပြုနေတော့ထိခိုက်တာတွေဖြစ်မှာဆိုလို့ဖိတ်ဖို့ထုတ်ပြန်တာဖြစ်ပါတယ်တိုက်ပွဲကတော့လောလောဆယ်မရှိသေးပေမဲ့စည်ရေးအခြေအနေအရတင်းမာနေတဲ့အနေအထားရှိနေတယ်အခုလက်ရှိတော့တရက်ကနေအင်အားတချို့သူတို့တိုးလာတာရှိတယ်အေယာဝတီမြစ်အတိုင်းအရတားလှိန်ငယ်တွေကိုငှားပြီးတော့အင်အားတိုးလာတာမျိုးတွေရှိမယ်ကာမဘက်ကလည်းသူတို့ရှိတဲ့အင်အားကိုတိုးတာတွေရှိတာပေါ့ရေနတာဘက်ကိုပေါ့ဟုတရက်ခရိုင်အမှတ်လေးတရင်သတင်းနှစ်ပြန်ကြားရေးတာဝန်ခံကိုမြတ်ကပြောဆိုပါတယ်